ားလုံးပဲမင်္ဂလာပါ International Break ပွဲစဉ်တွေအပြီးပြန်ကစားမဲ့ Premier League ပွဲစဉ်7ရက်စနေနေ့ညမှာကစားမဲ့ Premier League ပွဲစဉ်တွေထဲမှာမှာ Liverpool အင်္ဂွေ Anfield မှာတစ်ဖက်က Nottingham Forest အတင်းကိုလက်ခံကစားသွားမဲ့ Premier League ပွဲစဉ်တစ်ပွဲလည်းရှိတယ်။ဆိုတော့ဒီပွဲကနီးပြ Anislot အတွက်တော့အင်္ဂွေမှာရပ်မပြည့်ရအောင်ဆွမ်းဆောင်ပြီးတော့မှကျွန်တော်တို့လက်ရှိ current form မတင်ချိန်ဘူးကိုအဆုံးသတ်ပြီးတော့ကျွန်တော်တို့ဒါပေါ့လေ Under pressure အောက်ကနေရုံးထွက်ရမဲ့ပွဲစဉ်တစ်ပွဲပါ။ဆိုတော့လက်ရှိဒါကျွန်တော်တို့ Liverpool အတင်းက ဒီဟာဒီမှာပေါ့လေမထင်မှတ်ထားပဲနဲ့တိုက်စစ်ကကျွန်တော်တို့သွင်းကိုတွေရဖို့ရုံးကန်နေရတယ်လို့အထူးသဖြင့်တော့မိုဆာလက်ကိုယ်တိုင်ရုံးကန်နေရတယ်လို့ခန်စစ်ကဒီပေါ့လေကျွန်တော်တို့ဂိုးတွေတောက်လျှောက်ပေးနေရတဲ့အနေအထားဟာလေဘဘူးအသင်းတွတ်တော့အဆင်မပြေတဲ့အနေအထားဖြစ်တယ်ဆိုတော့ပြန်ပွဲဆုံး၅ပွဲမှာတိုက်စစ်က၅ဂိုးပဲရပြီးတော့မှခန်စစ်ကဂိုးတွေပေးထားပြီးတော့မှကျွန်တော်တို့ပေါ့လေဒီ၅ပွဲမှာကျွန်တော်၂ပွဲပဲနိုင်တယ်၃ပွဲအရင်နိုင်ထားတဲ့အခြေအနေကြောင့်မလို့နေပြအနစ်စလော့အတွက်လည်းဖိအားရှိနေတဲ့အနေအထားဖြစ်တယ် ဒါပေမဲ့လို့လက်ရှိမှာကျွန်တော် international break ပွဲစဉ်တွေမှာကျွန်တော်တို့ဒါ foreign west က Germany တို့အခြေစွမ်းကောင်းတွေပြနေတယ်လို့တိုက်စစ်က EKTC ကလည်းကျွန်တော်ခြေစွမ်းကောင်းတွေပြနေတဲ့အနေအထားဖြစ်တယ်ဆိုတော့ Alexander Isak ကတော့ဒီပေါ်လေကျွန်တော်တို့ Liverpool အသင်းနဲ့အထိုင်ကျအောင်ရုန်းကန်နေသေးပဲဖြစ်တယ်လို့ဒါကျွန်တော် Super Slide တစ်ဖက်က Matt Alex ကတော့ Liverpool အသင်းအတွက်ကျွန်တော်တို့ရလက်ကောင်းတွေရအောင်ဆွမ်းဆောင်မှုအတွက်အဆင်သင့်ဖြစ်နေတဲ့အနေအထားဖြစ်တယ်။ဒါအသင်းရဲ့ဂိုးသမားဖြစ်တဲ့ Alex Bakka ပြန်ပါနိုင်ခြင်းရှိတယ်ဆိုတဲ့သတင်းတက်နေတဲ့အနေအထားကြောင့်မို့လို့ လီဗာပူးတင်းအတွက်အားတက်စရာဖြစ်တော့လီဗာပူးကအိမ်ခွင်းပေါ့လေဒါကျွန်တော်တို့ဒီ၅ဘွယ်လက်ခံကစားထားတဲ့နေရာမှာ၄ဘွယ်အထိအနိုင်ရပြီတပွဲပဲအရင်နေထားတယ်ဒါလီဗာပူးရဲ့အိမ်ခွင်းအန်ဖီဟာကျွန်တော်တို့ရလက်ကောင်တွေရအောင်စွမ်းဆောင်ပြီးတော့မှကျွန်တော်တို့တခြားသောအသင်းတွေနီးတူအိမ်ခွင်းရလက်ကောင်ရရတဲ့ပေါ့လေဒါအမှတ်တမ်းကောင်းအခြေအနေပိုင်ဆိုင်ထားပြီးတော့မှဒါကျွန်တော်တို့နောက်ထပ်ပေါ့လေနိုင်ပွဲရအောင်လီဗာပူးအသင်းကစွမ်းဆောင်မဲ့အနေထားဖြစ်တယ်ဆိုတော့ဒီနှစ်ပွဲမှာတော့ဒါကျွန်တော်တို့လီဗာပူးက အသေးအဓိကကစားသမားတွေအားလုံးပါဝင်လာဖို့အခြေအနေရှိတယ်လို့ပြီးခဲ့တဲ့ international break ပွဲစဉ်တွေမှာတိုင်ခင် Manchester City အသင်းကိုအရင်နေထားတဲ့အခြေအနေကို Liverpool အသင်းအနေနဲ့အချိုးဖျက်ရမယ်နေထားဖြစ်တယ်။ရှောင်းနိုင်ရဲ့ forward ကတော့ကျွန်တော်တို့မလို့ဒါတိတိတဆာအရာပြောမယ်ဆိုရင်တော့ခန်စစ်ကတော့ solid ဖြစ်လာတယ်လို့ဒါကျွန်တော်တို့အသင်းကြီးတွေလည်းမမထန်ထန်ကစားလာနိုင်တဲ့အနေထားဖြစ်တယ်။ဒါပေမဲ့လို့တော့ their forward အသင်းကအဝေးကွင်းခြေစွမ်းအရာတော့ကျွန်တော်တို့ရုံးကန်နေသေးဖြစ်တယ်လို့ဒါကျွန်တော်တို့ဗောလေတိုက်စစ်ကလည်းကိုရဖို့ရုံးကန်နေရသေးဖြစ်တယ်ဒါပေမဲ့လို့ရှောင်းတိုင်းရဲ့ Northern Forest အသင်းက defensive ကိုအားပြုတ်ပြီးတော့မှ counter attack နဲ့ကစားတဲ့ပုံစံမျိုးဆိုရင် Liverpool အသင်းဒီပေါ်လေးခံစစ်ကစားမှတွေဂယူဆိုင်ရမယ်နေထားဖြစ်တဲ့အထူးသဖြင့်တော့ streamer အောက်နေတဲ့ကစားမှတွေဖြစ်တဲ့ defender ကခွန်နာတီဘာဂျန်ဘာနိုက်တို့ပို့ပြီးတော့မှအလုံးရှုံနိုင်တဲ့ကစားမှတွေက Morgan Gallwise အပါဝင်ဒါကျွန်တော် Igor Jesus တို့ကိုဂယူဆိုင်ကစားဖို့ Liverpool အသင်းနေနဲ့လိုအပ်တဲ့အနေအထားဖြစ်တယ် Liverpool က ကျွန်တော်ပရီးမီးယားလိပွဲစဉ်ဆက်ပွဲကစားထားတယ်အဆင့်၈နေထားရှိတယ်ဆိုပေမဲ့လို့အဆင့်၂ကအဆင့်၃ကပေါ့လေဒါကျွန်တော်ချဲစီအသင်းနဲ့ရမတ်နံပါတ်ပဲကွာဟနေတဲ့အနေထားထိဒါတိဘက်ဆရာရရပေါ့လေကလပ်အသင်းနဲ့ရမတ်ချင်းမြောင်းနေတဲ့အနေထားမှာလေဘာပူအသင်းရဲ့နေပြဒီပေါ့လေအနီစလော့အနေနဲ့ရမတ်ပြည့်ယူနိုင်ရင်ကျွန်တော်တို့ဒါစနေနေ့ညမှာရမတ်ပြည့်ယူနိုင်ရင်တခြားသောအသင်းတွေကိုကျော်ဖြတ်ပြီးတော့မှအဆင့်ဆရာရဲ့ထိပ်ပိုင်းထိတက်သွားမယ်အနေထားချောင်းမို့လို့ လီဗာပူးအသင်းအနေနဲ့ရောက်သွားမဲ့အနေအထားကြောင့်မို့လို့အင်္ဂွင်အန်ဖီမှာရပ်မပြေရအောင်ဆွမ်းဆောင်မဲ့အနေအထားဖြစ်တယ်။ဆိုတော့နောက်ဆုံးထိတိုက်တွေ့ဆုံမှုရကြည့်မယ်ဆိုရင်လီဗာပူးက3ချိန်နိုင်ထားပြီးနောက်ဆုံး2ချိန်ဆက်မှာတော့ဒါ2ချိန်တည်ကြပြီးနော်တင်ဖောရက်အသင်းက2ချိန်အနိုင်ရထားတယ်။ဆိုတော့ဟိုလက်ရှိပွဲစဉ်တွေရဲ့အနေအထားရဆိုရင်တော့လီဗာပူးအသင်းကခံစစ်အနေအထားရအတွင်းကိုတချို့ပြန်ပေးရဖို့အခြေအနေရှိတယ်။ဆိုတော့ဟိုပွဲစဉ်တွေကိုပြန်ကြည့်မယ်ဆိုရင် ဒီအနိုင်ရလက်ရရဲဆိုမဲ့လို့ twin ကိုပြတ်သားတဲ့အနေအထားမျိုးမတွေ့ရဘူးဒါကြောင့်မလို့ဒါလက်ရှိပေါ့လေအန်ဖီမှာရလက်ကောင်းနေတဲ့ liverpool အသင်းကအင်ခွင့်မှာပဲဒါ northern forest အသင်းကို twin ကိုနှစ်ဂိုးတကိုးဒါမှမဟုတ်ရင်ကျွန်တော်တို့3-1လောင်းနေအာ premier league ပွဲစဉ်ဆက်နှစ်မှာအင်ခွင့်မှာရမ်းမတ်ပြည့်ယူသွားအောင်မဲ့ပွဲစဉ်တပွဲလို့ကျွန်တော်ကယူဆရပေါ့လေဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်